နမည်ကြီးနေတဲ့ဆိုတော့ 2AI ကို free ဘလို့အသုံးပြုမလဲဆိုတာဖုန်းနဲ့အလွယ်တကူရှင်းပြပေးပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော်။ကျွန်တော်တို့အရင်အ우ဆုံးဘရောင်ဇာကိုဖွင့်လိုက်ပါမယ်။စပားမှာ My Video AI လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးကဒီ website ကိုနှိပ်ပြီးဝင်လိုက်ပါဒီနေရာမှာအကောင့်ဝင်ဖို့ free login ကိုနှိပ်ပါပြီးရင် gmail အကောင့်နဲ့ဝင်ဖို့ဒါကိုနှိပ်ပါ gmail အကောင့်မရှိသေးရင်အကောင့်အရင်ဖွင့်ပါမဖွင့်တတ်တဲ့သူတွေရှိရင် ရှေ့ကဗီဒီယိုမှာ တင်ပေးထားတာရှိပါတယ်ဒီမှာရှိတဲ့ gmail အကောင့်တစ်ခုနဲ့ဝင်လိုက်ပါမယ်အကောင့်ဝင်ပြီးရင်ဒီလိုမြင်ရမယ် ုံထုတ်မယ်ဆိုရင်အပေါ်တစ်ခုကိုနှိပ်ပါကျွန်တော်ဗီဒီယိုထုတ်ပြမှာဖြစ်လို့အောက်ကဗီဒီယိုချန်နာရေးတာကိုနှိပ်လိုက်ပါမယ်ဒီနေရာရောက်ပြီဆိုရင် အပေါ်တောင်းကမြင်းသုံးချောင်းကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တက်ထူဗီဒီယိုနဲ့လုတ်ပြပါမယ်ပြီးရင်ဒီဟာကိုတစ်ချက်နှိပ်လိုက်ပါဒီမှာ AI model ရွေးလို့ရတယ်ကျွန်တော် Sora 2 AI နဲ့လုတ်ပြမှာဖြစ်လို့ Sora 2ကိုရှာပါမယ်ဒီမှာ Sora 2 AI model 3ခုတည်းက Sora 2 free ဆိုတဲ့ဟာကို ရွေးပေးပါပြီးရင်ထုတ်ချင်တဲ့ဗီဒီယိုကိုဒီမှာ Pro ရေးထည့်ပါကျွန်တော်ကတော့ copy ယူလာတဲ့ Pro ကိုထည့်လိုက်ပါမယ်ပြီးရင်အောက်မှာဗီဒီယိုဆိုက်ရွေးဖို့နှစ်ခုပေးထားတယ်။ပြီးရင် create ကိုနှိပ်ပါ။ဒီမှာဗီဒီယိုထုတ်နေပါပြီ။ကြာမှာမို့လို့ကြော်လိုက်ပါမယ်။ဒီမှာဗီဒီယိုရပါပြီ။ ဖွင့်ကြည့်ရအောင်ဒါကိုနှိပ်ပြီးဗီဒီယိုကိုဒေါင်းယူလို့ရပါတယ်ဒါဆိုရင် Sora2 AI ကိုဒီဝက်ဘ်ဆိုက်ထဲကနေ free သုံးတဲ့နည်းတိသွားပြီးထင်ပါတယ် မရှင်းလင်းတာဒါမှမဟုတ်သိကျင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော် အားလုံးအဆင်ပြေကြပါစေဗျာ